်မင်္ဂလာပါရှင်မန္တလေးခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မကွေးထောင်တွင်ကျမ်းမာရေးဆောင်ရှောက်မှုလုံလောက်စွာမရရှိသောနိုင်ငံရေးအကျဉ်းသားတအုပ်အပါဝင်6ဦးတက်ဖြတ်ခံရပြီး40ဦးညှဉ်းပန်းနှိပ်စက်ခံရကနိုင်ကျင်းများကိုဖိနှိပ်မှုပုံမှုဆိုးရွားလာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မကွေးတိုင်းမကွေးထောင်တွင် ကျမ်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိသောနိုင်ငံရေးအကျဉ်းသားတအုပ်အပါဝင်6ဦးသက်ဖြတ်ခံရပြီး40ဦးနှင်ပတ်နှိပ်စက်ခံရကနိုင်ငံများကိုဖိနှိပ်မှုပုံမှုဆိုရလာကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှဦးဆောင်ကော်မတီဝင်ခိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောကြားပါတယ်။2025ခုနှစ်အတွင်းမကွေးထောင်တွင်သက်ဖြတ်ခံရသည့်နိုင်ငံရေးအကျဉ်းသား9ဦးကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိပြီးတည်ဆုံရသူနိုင်ငံရေးအကျဉ်းသားတအုပ်တည်ဆုံခဲ့ရပြီး ညှဉ်းပန်းနှိပ်စက်ခံရသူနိုင်ငံရေးအကျဉ်းသား40ဦးတိရှိလာပြီဖြစ်ကြောင်းသိရပါတယ်။ထို့ပြင်စစ်တပ်အောက်ရှိအကျဉ်းဦးစီးဌာန၏ညွှန်ကြားရေးမှူးလာချိန်၌နိုင်ငံရေးအကျဉ်းသားကိုဟိန်းဝင်းလက်မှမကွေးထောင်တွင်၌ဖြစ်ပေါ်နေသောဖိနှိပ်မှုအားတင်ပြခဲ့သည်ကိုအမျိုးထား၍ညွှန်ကြားရေးမှူးပြန်သွားချိန်၌ထောင်အာဏာပိုင်များမှကိုဟိန်းဝင်းလက်အားတိုက်ပိတ်ပစ်ဒဏ်ကိုပေးခြင်းတို့လှုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။2025ခုနှစ်ထဲမှာမကွေးအကျဉ်းထောင်ထောင်ပိုင်အပါဝင်ထောင်ပိုင်လေးတွေကအစာ သူတို့ရဲ့အောက်ခြေမှာသူတို့ရဲ့စကားကိုလိုက်ပါဆောင်ရွက်နေတဲ့အကျဉ်းသားတွေအထူးသဖြင့်အခြားရာဇဝတ်အကျဉ်းသားတွေကိုသူတို့ကယာတုအဆင့်ဆင့်ခန့်အပ်ပြီးမှနိုင်ငံရေးအကျဉ်းသားတွေကိုတီးကြားဖိနှိပ်မှုတွေပိုပြီးဆောင်ရွက်လာတာတွေ့ရပါတယ်။ကြာပြင်နိုင်ငံရေးအကျဉ်းသားတွေတာမကတခြားထောင်ကရောက်လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုပါထောင်ဝင်ဝတ်မှာပါရိုင်းနှက်တာရိုင်းနှက်ပြီးမှလက်ခံတာဒါမျိုးတွေကိုခက်စိတ်စိတ်လုပ်လာတာတွေ့ရပါတယ်ဟုကိုတိုက်ထွန်းဦးကသတင်းဌာနကိုပြောပါတယ်။ ထို့ပြင်လက်ရှိထောက်အနာပိုင်များသည်နိုင်ငံရေးအကျဉ်းသားများအပေါ်အလုတ်ကျန်းနှင့်ထောင်ဒဏ်ချမှတ်ထားခြင်းဖြစ်သည်ဟုဆိုကာတောင်ရလုပ်ငန်းအပါဝင်မြောင်းတူမြောင်းဖော့လုပ်ငန်းများကိုစင်ဆက်မပြတ်ခိုင်းစေလျက်ရှိသည့်အပြင်အချင်းဦးစီးအရာရှိများသည်မကွေးထောင်အတွင်ရှိနိုင်ငံရေးအကျဉ်းသားများကိုသာမကထောင်ပြောင်းဖြင့်ရောက်ရှိလာသည့်နိုင်ငံရေးအကျဉ်းသားများကိုပါထောင်ပူဝ၌ရိုင်းနှက်နေစေဖြစ်ကြောင်းသိရပါသည် လက်ရှိချိန်တွင်ဒုတိယထောင်ပိုင်းတန်းကြော်တင်တဲ့ဦးစီးမှုဝင်းထွန်းတို့သည်အကျဉ်းသားများ၏လှုပ်အားကိုကိုကျိုးအတွက်အသုံးပြုလျက်ရှိသည့်အပြင်ခေါင်းစဉ်အမျိုးမျိုးတက်ကအကျဉ်းသားများထံမှငွေကြေးများကိုတောင်းခံလျက်ရှိကြောင်း PPNM ထံမှသိရပါသည်ဒီလိုမျိုးအခြေအနေကိုကျွန်တော်တို့တွေရောနိုင်ငံတကာအနေနဲ့ရောကယူဆိုင်မှုမရှိဘူးဆိုရင်ဒီအရှိမှလည်းမကွေးထောင်ကနိုင်ငံရေးအကျဉ်းသားတွေကိုတပ်ဖြတ်မှုတွေဒီနှစ်ထဲမှာပဲဖြစ်ခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့ပုံမှန်ပြီးမှဖိနှိပ်မှုတွေများလာနိုင်တဲ့အခြေအနေဖြစ်ပါတယ် ီလိုမျိုးမဖြစ်ဖို့အတွက်မကွေးဒေသတွေမှာဒေါ်လန်ရေးဆင်နွှဲကြတဲ့ဒေါ်လန်ရေးတက်တွေကအစားလက်နက်ကိုင်အင်အားစုတွေကအစားမကွေးအကျဉ်းထောင်ကိုပို့ပြီးမှအာရုံစိုက်ပေးကြဖို့လိုအပ်တယ်။ဘာလို့လဲဆိုတော့ထောင်ထဲမှာအုပ်ချုပ်နေကြတဲ့အချင်းဦးစီးဝန်ထမ်းတွေကသူတို့ကိုမထိခိုက်တဲ့၍ထောင်တွင်းဖိနှိပ်မှုတွေကိုမရက်တက်မှုဆိုတဲ့အခြေအနေမျိုးတွေခက်စိတ်စိတ်တွေ့ရတယ်။ဒါကြောင့်မလို့ကျူးလွန်နေတဲ့သူတွေအပေါ်မှာထိရောက်တဲ့တရားမျှတမှုပြန်လည်ဆောင်ရွက်ရေးတွေကအရေးကြီးတယ်လို့ပြောကြင်ပါရခင်ဗျာဟုကိုတိုက်ထွန်းဦးကပြောဆိုပါရယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်